အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုကျေးဇူးပါတယ်ဒီနေ့ကျွန်တော်မျှဝေသွားမယ့်အကြောင်းအရာလေးကတော့မန္တလေးမှာရှိတဲ့အာနန္ဒဘုရားကြီးအကြောင်းကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမှမုနိဘုရားကြီးကိုကျွန်တော်တွားရောက်ဖို့မျှော်ရင်းအာနန္ဒဘုရားမန္တလေးကိုမတင်မပဲရောက်ရှိခဲ့ပါတယ်အာနန္ဒဘုရားကြီးကိုဖို့မျှော်တဲ့အခါဘာတွေမြင်တွေ့ရမလဲဘာတွေလေ့လာမှတ်သားနိုင်မလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်ပါဖို့မျှော်ပေးကြပါဦးခင်ဗျာအာနန္ဒဘုရားကြီးကိုဖူးနေရင် ဖရာသမိုင်းလေးနဲ့တည်ချင်လာလို့လေးလာထားတာလေးတွေကိုအချင်းချုပ်ဝေမျှပေးလိုက်ပါတယ်ခမအာနန္ဒာဘုရားကြီးကမန္တလေးမြို့တောင်မြင်မဟာမုဏိဘုရားရှိတောင်ဘက်မှာထူးခြားသောပုံစံတော်ဖြင့်အာနန္ဒာဘုရားတည်ရှိတော်မူပါတယ်ဘုရားကြီးအတွင်လေးမျက်နှာပိုင်းမှာဆိုရင်၁၂တောင်း29ပေပမာဏရှိမြတ်စွာဘုရားရတ်တော်မူလေးစုတို့ကိုတမျက်နာလျင်တဆူစီကြပူဇော်ထားတာကိုလည်းဖူးတွေ့ရပါတယ်။ဘုရားကြီးရဲ့အရှိမျက်နာ ိုင်ပေါင်းမှစပြီးကာကုတံဖေယကောနာကုံဖေယကတ္တပဖေယဂေါရမဖေယစတဲ့ဤပရက်ကပမှာပွင့်တော်မူပြီးဖေယလေးစုကိုအများပြည်သူတို့ပူမြော်နိုင်ရန်ရည်တည်၏အာနန္ဒဖေယမန္တလေးကိုတည်ထားခြင်းဖြစ်ပါသည်အာနန္ဒဖေယကြီးကိုမြမတက္ကရေ1208ခုနှစ်ခရစ်တက္ကရေ1846ခုနှစ်တွင်ဗကံမင်းဤမိဖေယ ပင်စဝီမင်းသမီးတီတာကိုးကွယ်ခဲ့ပါတယ်ဆိုပြီးဖယားမို့ဟူအဝင်ဆိုင်မှုကနေလိလာဖတ်ရှုခဲ့ရပါတယ်မှတ်တမ်းတွေထဲကလိလာဖတ်ရှုရခဲ့တာကတော့အာနန္ဒဖယားသည်အမရပူရမျိုးနန္တီဘိုးတော်ပဒုံမင်းတရားကြီးရင်းတော်မျိုးစားမိဖယားတီထားပူဇော်တော်မူတာလို့ဖတ်မှတ်ရပါတယ်အာနန္ဒဖျားကြီးကိုတေတော်မူစားကတင်တမုတ်ထားသောတင်ဖျားကြီးဖြစ်ပါတယ် ထိုစဉ်ကာလကအင်္ဂရီချောမကိုင်းပဲဟိုယိုအနီအတိုင်းကာလကြာရှည်တာထားသောကြောင့်တင်နေကြီးဖရာဟူရဲ့အမည်တွေခဲ့ပါတယ်မြမတကရေ1289ခုနှစ်မှာစ၍မန္တလေးတောင်ရဲ့တင်ကြီးဥခန္တီကြည်မူရေတိုင်းသူပြည်သားရှင်လူအများတို့စုပေါင်းပြုပြင်ခဲ့ပါတယ်ထို့အချိန်မှစ၍တင်နေကြီးဖရာမဟုတ်တော့ပဲအင်္ဂရီကိုင်းပြီးထုံးတင်ငန်ကကရာယခုတွေ့ ခြေအနေတို့ရောက်လာပါတယ်ယခုအခါတွင်တိန်နေကြီးပြောက်ပြီးအာနန္ဒဖျားပွဲတော်ဖြစ်ပြီးသူအများကိုယ်ကိုလည်းရှိပါလဲဖျားအတွင် လိုင်းတိုင်းရှိသောရတ္တမူရုပ်ပွားတော်လေးစုကိုအုတ်အင်္ဂရေပြည်ပြုလုပ်ထားပြီးအမရဘူရခေလက်ရဖြစ်ပါတယ်ပြတ်သက်တစောင်းနဲ့အာယုခံများလည်း ပေါ်ပေါက်လာခဲ့ပြီးလွတ်လပ်ရေးခေတ်တွင်ဖျားကြီးတိုက်အင်္ဂါတော်များကယသိကြီးဥက္ကဏီလက်မှလွှဲပြောင်းယူ၍ယနေ့အချိန်ထိဆက်လက်ထိမ့်သိမ်းဆောက်ရှောက်တော်မူခဲ့ကြပါသည်။အာနန္ဒဖျားဆောင်နှင်းသည်ဖျားကြီးအရှိဆောင်နှင်းအရောက်ဆက်တွေ့ထားပြီးဆောင်နှင်းအတွင်နိဗ္ဗာန်ကိုလောက်ကံရောက်ချသူများဖြင့်စီကားလျက်ရှိပါသည်။မန္တလေးမှာမုဏိဖျားကြီးကိုရောက်ခဲ့လျင် အာနန္ဒဘုရားကြီးကို အရှိဘက်ဆောင်နှန်းကနေတာရောက်ပြုမြော်ကြဖို့တိုက်တွန်းပြရသည်။ဘာလို့တိုက်တွန်းရလဲဆိုတော့ဘုရားအတွင် လိုင်မှုတော်မှာတည်ထားတော်မူတဲ့ဗုဒ္ဓရွေပွားတော်တွေကိုဖူးနေရတဲ့အချိန်မှာပကံကအာနန္ဒဘုရားကြီးကိုပြုမြော်နေရသလိုခံစားမှုကိုရလိုပါ။ဒါအပြင်လူတွေရောက်နေပြီးစိတ်ငြိမ်တဲ့အတွက်ပေပဋ္ဌာန်းရွတ်ပတ်လူတို့များတရားထိုင်ပฏิစိတ်ခြင်းများပြုလုပ်လူတို့များမဖြစ်မနေတော်ရောက်ဖူးမြော်ပြီးမမိတို့ရဲ့ဆောင်ရွက်လူသည်ဘာသာရေးဆိုင်ရာဆောင်ရွက်မှု စိတ်အေးချမ်းစွာဆောင်ရွက်နိုင်တဲ့ဘုရားကြီးဖြစ်ကြောင်းသင်ဆက်လိုက်ရပါတယ်ခင်ဗျာကျေးဇူးပေးကြတဲ့သူအားလုံးကိုကျေးဇူးတူးတင်ပါတယ်ခင်ဗျာ